ဘန်ရီဂျင်ကောင်းအလွယ်ကူဆုံးဖွင့်နေနည်းကိုပြောပြမယ်။ Tutor application တွေကိုဝင်လိုက်၊ profile နဲ့ကိုထပ်ပြီးတော့ဝင်လိုက်မယ်။ခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်။ဒီနေရာမှာတော့ကိုယ်ကမြန်မာနိုင်ငံမှာနေရဆိုရင်တော့ဒီနေရာမှာမြန်မာဆိုပြီးတော့ပေါ်နေမယ်။ထိုင်းမှာနေရဆိုရင်တော့ Thailand ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်။အဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါ။ခုလိုမျိုးလေးနိုင်ငံလေးကြာလာပါလိမ့်မယ်။ဒီမှာတော့ကိုယ်လိုချင်တဲ့နိုင်ငံကိုရိုက်ပြီးတော့ထည့်လိုက်ပါ။ခုနာမည်ကြီးနေတဲ့ Japan region ကောင်းဖွင့်နေတဲ့ဆိုရင်လည်းဒီအပေါ် search bar ကိုထောက်လိုက်မယ်။ထောက်လိုက်ပြီးတော့ J A P A N Japan ဆိုပြီးရချလိုက်ပါ။ခုလိုမျိုးလေး Japan ကြာလာပါလိမ့်မယ်။ဒီအောက်မှာ ဘန်ဆိုပြီးတော့ပြောင်းတော့ပါလိမ့်မယ်အကောင့်စပြီးတော့ဖွင့်လို့ရပါပြီဆိုင်းအက်ကိုနှိပ်ပစ်လိုက်ပါဂျီမေးနဲ့ဖွင့်ပါလား Facebook နဲ့ဖွင့်ပါလားဒါမှမဟုတ် Google နဲ့ဖွင့်ပါလားစိုက်တာနဲ့ဖွင့်လို့ရပါတယ် renewal email နဲ့ပဲရွေးပြီးတော့ဖွင့်ပြလိုက်ပါမယ်ဒီဟာပို့ပြီးတော့ကောင်းတဲ့အတွက်ပါကိုယ့်ရဲ့ email account ရက်ထည့်လိုက်ပါထည့်တဲ့ email account ကလည်း Twitter account တစ်ခါမှဖွင့်ထားခြင်းမရှိတဲ့ Gmail account ဖြစ်ရပါမယ်ကိုယ့်ရဲ့ Gmail account ရက်ထည့်ပြီးသွားပြီဆိုရင်တော့ continue ကိုထပ်ပြီးတော့နှိပ်လိုက်ပါထားခြင်းနဲ့ password ကိုထားပြရပါမယ် password ထားပြီးသွားပြီဆိုရင်တော့ continue ကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ဝင်နေထည့်ရပါမယ်ထည့်ရတဲ့မွေးနေ့ရလည်းမွေးနေ့အမှန်ကိုပဲထည့်ပြရပါ ါမယ်။ဘာဖြစ်လို့ဆိုတော့ TikTok account မှာ monetization အောင်တဲ့ခါမှာဆိုရင် ID တင်ရပါတယ်။ထည့်လိုက်တဲ့ ID မှာပါတဲ့မွေးနေ့နဲ့ကူးထည့်ခဲ့တဲ့မွေးနေ့နဲ့တူရောက်ပါမယ်။ဒါအောင်သတိထားပေးပါ။စင်ပြေရမွေးနေ့တစ်ခုကိုပဲထည့်ပေးလိုက်ပါမယ်။ continue ကိုထည့်ပြီးတော့နှိပ်လိုက်ပါမယ်။နာမည်ထည့်မှလားဆိုတော့အဲ့ဒီနဲ့ဆိုရင်တော့တစ်ခုခုထည့်ပေးလိုက်ပါ။ထည့်လိုက်ပြီးတော့ continue ကိုထည့်ပြီးတော့နှိပ်ပေးလိုက်ပါ။အဲ့ဆိုရင်တော့ account တစ်ခုပွင့်သွားပါပြီ။ဂျပန် account ဟုတ်မဟုတ်ကိုလည်းပြန်ပြီးတော့စစ်မယ်။ပတ်စံရလာများလားဆိုတော့ပြန်ပြီးတော့စစ်ပြပါမယ်။ profile နဲ့ကိုပေးလိုက်ပါ။ဒီညာဘက်တောင်ပေါ်က TikTok story ရဲ့ဝင်ဖို့အတွက် menu ကိုနှိပ်မယ်။ TikTok story ရဲ့ကိုထည့်ပြီးတော့ဝင်လိုက်ပါမယ်။ creator reward program ပါပါတယ် monetization ရှောက်လို့ရပါတယ်ဗောနော်ဒီဘက်ချက်ကြီးပြီးသွားခင် TikTok account ရဲ့ widget ကိုထပ်ပြီးစစ်ဖို့အတွက် menu ကိုတစ်ချက်နှိပ်လိုက်မယ်ဒီရောက်က setting and privacy တွေကိုထပ်ပြီးတော့ဝင်မယ် account နဲ့ကိုထပ်ပြီးတော့ဝင်လိုက်ပါမယ် account information တွေကိုထပ်ပြီးတော့ဝင်လိုက်ပါ account region ကဆိုရင် Japan ဆိုပြီးတော့ပုံနေပါလေဒီညလေးမှာ email ကို confirm တောင်းတာဖြစ်ပါတယ်ဒါဆိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီးတော့ verify email ဆိုပြီးတော့ထည့်ပေးလိုက်ပါကိုထည့်ခဲ့တဲ့ email ကိုကုတ်လန့်ပုံမှာဖြစ်တဲ့အတွက် continue ကိုထည့်ပြီးတော့နှိပ်လိုက်ပါကြရတဲ့ကုတ်6လုံးကိုရိုက်ထည့်လိုက်ပြီဆိုရင်တော့ဒါအကောင့်ပွင့်သွားပါပြီ